ကိုအသုံးပြုနေတဲ့ကွန်ပျူတာရဲ့ဘက်တီအခန့်လုံးကျနေပြီဆိုလို့ရှိရင်ဒီလိုလေးစစ်ကြည့်ပါကိုရဲ့ laptop ရဲ့ computer battery ကဘယ်လောက်ထိပဲဘယ်လောက် percentage ထိပဲ battery တောင့်ခံနိုင်တော့လဲဆိုတာကိုဒီနည်းလမ်းလေးသုံးပြီးရောစစ်ဆေးလို့ရပါတယ်အရင်ဆုံးကျွန်တော်တို့က Windows ရဲ့ IO နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာ CMD ဆိုတဲ့ comment box လေးကိုပေါ်လိုက်ပေါ့နော် CMD လေးရိုက်ပြီးတော့ okay ပြလိုက်ပါဟုတ်ပြီဒီမှာပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီနေရာမှာဟောပါအာ power CFG slab battery report ဆိုပြီးတော့ကျွန်တော်ကနှိပ်ပေးရတယ်ပေါ့နော်ပြီးရင်ကျွန်တော်က under ခောက်လိုက်ပါဟုတ်ပြီနောက်တော့စာကြောင်းလေးတစ်ခုကြာလာပြီဆိုရင်ဒီနောက်ကနေပြီးတော့ဒီ C ကနေပြီးတော့စပြီးတော့ကျွန်တော်တို့က ီ user admin ဘယ်လိုပို့ဆိုတဲ့ဒီစာလေးကိုကျွန်တော်က copy ဆွဲလိုက်ပါ copy ဆွဲပြီးလို့ရှိရင်ကိုယ့်ရဲ့ browser တစ်ခုခုကို browser တစ်ခုခုကို ဝင်လိုက်ပါတော့ browser တခုဝင်ပြီးတော့ဒီမှာ paste ရပြီးတော့ enter ခောက်ပေးလိုက်ရုံပါပဲဒါဆိုရင်တော့အခုလိုမျိုး report လေးကြာလာမှဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အခုလက်ရှိပြထားတဲ့ battery က9000ကျော်ပါတယ်ဗောနော်9000ကျော်ပါတယ်ဒါပေမဲ့တကယ်တကယ်တမ်း full charging capacity က1000ကျော်ကျော်ပဲရှိတော့တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အကြမ်းမြင်တွက်ကြည့်မယ်ဆိုလို့ရှိရင်30ရာခိုင်နှုန်းကျော်ကျော်လောက်လေးပဲရှိတော့မှာဗောနော်အဲကိုယ့်ရဲ့ personal ကိုဘယ်လိုတက်လဲဆိုရင်ဒီမှာအောက်က တထောင်ခွဲကိုတည်ပြီးတော့9000နဲ့သာပြီးတရားနဲ့မြောက်ပြီးလိုက်ရင်ဒါဆိုရင်တော့ကိုယ့်ရဲ့ဘက်ထရီပါစန်နေဘလောက်ကြာခိုင်တုန်းအထိကျန်သေးရဲ့ဆိုတာကိုပြပေးမှရဖြစ်ပါတယ်အဲ့တော့အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ်